ဒီတစ်ခေါက်ရွေးချယ်ထားတဲ့ကောင်းစင်ကြီးကလည်းရှေ့မှာရွေးချယ်ထားတဲ့အဖပီးခဲ့တဲ့ကောင်းစင်ကြီးနဲ့နည်းနည်းသက်ဆိုင်နေပါတော့။အခုဒီတစ်ခေါက်ရွေးချယ်ထားတဲ့ကောင်းစင်ကြီးကတော့တတိယချင်းကိုခံစားခြင်းလို့အမည်ရပါတယ်။ဒါဆိုရင်တတိယချင်းကိုဘယ်လိုခံစားမလဲဆိုတာနောက်ဆက်ကြည့်ကြအောင်ပါ။ ဆောင်းအကုံနွေအကူလေယူးတုံစားမှာမန္တလေးသို့ပြောင်းခဲ့ရခြင်းဖြစ်သည်မန္တလေးတောင်ပေါ်မှမြောက်ရွံ့ရွံ့သို့ငှက်ကြည့်သောအခါတစ်ပင်အုပ်အုပ်ဆင်းဆင်းကလေးတွေ တွေ့တန်းစီနေသည်ကိုမြင်ရသည်အဲ့ဒါမရရသွားတဲ့လမ်းပေါ်ဟုလိုက်ဖို့သူကပြောသည်တိပင်အုံများကြောင့်လမ်းကိုမူမမြင်ရတို့တော့မတရားဆိုသည့်အမိကကျွန်တော်ရင်ကိုဒိတ်ခနဲခုံသွားစေခဲ့ပါသည်ကျွန်တော်မန္တလေးသို့မပြောင်းမီပူတာအိုမာတာဝန်ကျသည့် နှင်းဖုံးတောင်များရှိရာမြောက်ဖတ်တောင်ကုန်းဒေသတို့တနေ့မှာအံအားတင့်စရာကျေးနှန်းစာတစောင်းရောက်လာခဲ့သည်ကလျာမဂဇင်းပါကျွန်တော်ဤရသစာရတပုတ်ကိုမရယာမျိုးကငွေကျပ်တသိန်းချီးမြင့်ချောင်းအကြောင်းကြားတာဖြစ်သည်ရင်းနှဲငါးလေးများရွှေစုတဲ့ကျွန်တော်တို့ကမိမိခံစားမိစင်ကျင်တွေးမြင်မိတာကလေးတွေကိုရေးသည်ဖတ်သူကနှစ်သက်သဘောကျသည်ဆိုရင်ပြည်ပြရသည် ရပယံကစာဖတ်သူဘက်မှယခုကဲ့သို့တခုတည်းအတိမတ်ပြုသည့်အင်ဂျင်မှုမျိုးနှင့်ကြုံရတတ်သည်ကျွန်တော်ဆာမိုကတော်ကြီးလက်တနီယာတွင်ရက်ရွာကောင်းကျိုးကိုနှစ်ကာလများစွာ လူမသိသူမသိအားတက်သရောရွက်ဆောင်ခဲ့သောဂျမရာအိုကြီးတို့အကြောင်းဖြစ်သည်ပရာဟိတကိုအကျော်အစောပြု၍အစီအပွားရှာသူတို့အကြောင်းမဟုတ်အညတရပရာဟိတသမားကြီးတို့အကြောင်းဖြစ်သည်ချင်းမြင့်သူကမရယာမြို့ရွှေဒသမတန်း အခမဲ့เจ้าမခမောင်နိုင်ဦးတဲ့သူ့ကိုကျွန်တော်မသိခင်မီတဲ့နာမည်အမိနာမကြောင့်ဆရာဝန်တဦးဖြစ်မိလားတွေးလိုက်မိသေးသည် မဟုတ်တို့ပဲမဲ့သူလဲပရာဟိတတမားတဦးဖြစ်သည်တို့ဖြစ်ရလဲတီလိုဆာမုန်၌ဝင်စားတိမ့်ညွခြင်းဖြစ်တန်ရပါသည်တနေ့ခန့်အကြာတွင် အလွန်မင်းတိုက်ဆိုင်လှစွာပဲအလုတ်တော်ဝင်ကကျွန်တော်ကိုမန္တလေးမြို့ကိုစေသားလိုက်သည်မန္တလေးမှာကျေးလက်ပေးတိုင်း ခွန်းလေးလောက်ကင်နေတော့ကိုခမောင်းနိုင်ဦးနဲ့တွေ့တယ်။သူကကြပြားစရာလဲပြန်ဖြစ်ပြန်ချီတော့အခါကျွန်တော်တို့ဒီတူတောင်းသောကာလအတွင်းမှာပဲညီအကိုတမြနွေးထွေးရင်းချသွားခဲ့သည်။သူ့အပေါင်းအဖော်များသည်ကျွန်တော်အပေါင်းအဖော်များဖြစ်ခဲ့ရသည်။သူ့အတိုင်းဝန်းသည်ကျွန်တော်အဝင်အဝိုင်းဖြစ်ခဲ့ရသည်။တို့ဖြင့်ကျွန်တော်နှင့်မရရသည်အိမ်ဦးနှင့်ကျမ်းမြင်ဖြစ်ခဲ့ရပါသည်။ဆယ်နှစ်ကျော်ကြာခဲ့ပါသည်။ ပြန်တွေးမိသည့်အခါတိုင်းမရရာသည်ကျွန်တော်ယင်ကိုခုံနှိမ့်နေစေဖြစ်ပါသည်မရှိခဏဝတ္တန္တရဘူကုံကံပြူရွာကလေးများနှင့်တုံးညူခင်တန်းတွေကိုဖြတ်တန်းလျက်ကျိန်ဖန်များစွာကူတန်းသွားလာခဲ့သည်အခမဲ့ကြောင့်မှစေတနာဆရာများဖြစ်သည့်ဦးမင်းနောင်ဦးဦးကိုကိုဦးဦးဆက်မြင့်ထွန်းဦးကိုကိုထွေးဦးစော်မဦးကိုကိုအောင်လူနင်းချူတို့နှင့်အတူဝိုင်းဖွဲ့ပြောဆိုခဲ့ရသောမရရာညချမ်းများမှလွမ်းစရာကောင်းလာသည် ဆင်းရဲဆရာများဤထက်တန်မှုညီညွတ်မှု အနစ်နာခံမှုကမရယာညာချမ်းများကိုဆိုလဲတောက်ပစေခဲ့သည်ဟုကျွန်တော်ထင်ပါသည်။ဆင်းရဲဒုက္ခမောပန်းနှံနေမှုသောကဝန်ထုံများနှင့်တပူပေါင်းဆံမှုတွေသာတပြေးပြေးကြီးစိုးလာနေသည့်ကမ္ဘာမြေမှနေ၍တိဘက်တောင်ကုန်းမြေများပေါ်ရှိရှန်ဂရီလာသို့ရောက်သွားခဲ့သလိုမျိုးကျွန်တော်သည်ဖြူစင်အေးမြ၍ငြင်းချမ်းချီလင်သောတီးခြားကဘာလေးတစ်ခုသို့မမြုံမလင့်ရောက်သွားခဲ့ရသည်ဟုအောက်မြစ်ခံစားမိမည်ဖြစ်ပါသည် ကျွန်တော်အဖို့ရလွမ်းစရာအကောင်ဆုံးနေ့ရဲ့မြန်မာမဒရာဤကြော်ကြားသောအမေနေ့များပဲဖြစ်ပါသည်။နှင်းမုံဝွင့်ကလေးတွေတုံတုံဝွေဝဲနေသောပြာဇူလာဤနက်နက်တခင်းသို့ပထမဆုံးရောက်ခဲ့သူညီသူမဆူထိုနေ့တရက်ကိုလွယ်လင့်တကူမေ့ပြစ်နိုင်တော့ပြီမဟုတ်ဒီကိုကျွန်တော်ကအမခံရဲပါသည်။ နေရကဘုံတော်ကြီးကြောင့်ပရဝတ်အတွင်းတစ်ခုမှာဖြစ်သည်မိဘမဲ့အမိအဖနှစ်ဦးမဲ့တဦးမဲ့စသည်ဖြင့်လွမ်းပါချွတ်တဲ့သောကလေးငယ်တွေကို အခမဲ့ပညာသင်ကြားပေးသောကြောင့်ဖြစ်သည်ပညာရေးခရီးကိုနာကျင်ခံစားမှုများစွာဖြင့်ဖြတ်တန်းခဲ့ရသည့်လူငယ်တဦးကစေတနာတူစိတ်ဆန္ဒတူလူငယ်များနှင့်အတူရင်းနှင်းငါဆိုရာနှင့်တေချာပေါက်ပြိုင်းတုတ်ခံရတော့မှလားဟုကြွေးကြော်၍ ုစည်းပြုထောင်ထားသောအကြောင်းဖြစ်သည်ရေကြီးအောင်မျက်နှူရရှာဖို့ထက်ရေကြီးအောင်မျက်နှူအောင်လုပ်ဖို့ယုံကြည်မျှော်လင့်ထားသောသူတို့ဝိုင်းဖွဲ့ကြိုးပမ်းနေသောစိမ့်လန်းဆိုင်ခင်းတစ်ခုဖြစ်သည်ထိုအတိုင်းဝန်းလေးတစ်ခုအတွင်၌ပြာသူလာပြင်းနေသူရောက်သည့်အခါတိုင်းအမေနစ်ကိုကျင်းပစနေဖြစ်သည်ကျွန်တော်ပထမဆုံးရောက်မှုစဉ်ကမှတ်မှတ်ရရရေနှင်းငါးကလေးများ၏၁၀နှစ်မြောက်အမေနစ်ဖြစ်သည် ထိုနေ့ရက်မှာအခမဲ့ကျောင်းမှာစေနာဆရာနှုတ်ကအမေနဲ့အကြောင်းဟောပါသည်ကျောင်းသူကျောင်းသားလေးများကသူတို့၏မိခင် ဖခင်တို့၏ဆက်လင်းသည့်ခံစားမှုကိုဟောပါသည်ထို့နောက်ထူးချွန်သောကျောင်းသားများကိုစုပေးပါသည်ပြည်လင်ဖိတ်ကြားရသောဆိုင်ဆရာတို့ကဟောပါသည်အလုံးအကျူးထူးဆန်းလာသည်ဟုမဆိုသာစေကမူလဲတော်တော်ကိုထူးခြားပါသည်နက်နက်ခင်းအခမ်းအနားစသည်နှင့်အခမ်းအနားမှုက ပရိသတ်ကို မတ်တရက်စေပါသည် မိဘများကိုအာယုံပြုပြီးလက်အုပ်ချီထားကြပါခမညာလိုက်မဆိုကြပါနဲ့ချင်ညာပါသည်ခဏအကြာတီးလုံးတန်နေအတူကြီးလက်အစိုးတော်ကြီးဟင်းတရထုံးရင်ဤလိုက်လဲစေးထန်းတော်သေးတံကဟိုးဝေးပြပြမှစီးစင်းလာခဲ့ပါတော့သည်လူလာမြောက်တဲ့အရွယ်ကလေးကလီလောကဓာတ်ကိုရင်ဆိုင်တွေ့ကြုံခဲ့ပါပြီကျွန်တော်ယခုရေးပြတော့အခါအော ဟိန္ဒရာထွန်းကြီးရဲ့မိသားစုကတော့ဘယ်ပဲဘာများလဲလို့ဟုစာဖတ်သူကထင်မြင်မိပါလိမ့်မည်ကျွန်တော်တို့ဒီထိုးသချင်းကိုကျိန်ပန်များစွာကြားခဲ့ပြီးပါသည်။တို့တော့ယခုကဲ့သို့စူးစီးထားသောခမ်းမတစ်ခုတွင်ကိုမိကိုဘကိုအာယုန်ပြည့်လက်အုပ်ချီလျက်သချင်းတံကိုစူးစိုက်ခံစားမိခဲ့ဖို့သူတို့တိတ်များလာလို့မထင်ပါ။မအာအဲလောက်ချီဆန်းစီကြပါသည်။တမောရရနယ်မှာကျင်လေကျစားမအားလက်နယ်ရှာပြီး လောကတံပဒာတောကအပြပြကြုံခဲ့ရပြီဆိုသည့်နေရာ၌ရင်ထဲလိုက်ကနေဆုရှင်တို့လိုဖြစ်လာပါလေ။နှစ်ပိုက်ပြန်ကြော့ပြီးနောက်မြင့်မူတောင်ဦးကျေးဇူးကုန်တွင်ဆက်လို့မကုန်ပြီဆိုလျင်ဟိုရခင်မိဘရင်ဝင်တို့ကမလိမ္မာမိုက်မဲမှုတွေကိုပြန်တရားမိလျက်မြည်ရီဆုရှင်တို့လိုဖြစ်လာပါသည်။ တီရာယီတပောက်ကလေးကြယုံများနဲ့မိဘတို့ဝမ်းမငင်းချမ်းပေဆိုသည့်နေရာသို့ရောက်သည့်အခါမျက်ရည်တပောက်တောက်ခနေကြမလားအောင်သိငင်ထားကိုခင်းနေပါသည်အမင်းနှင့်အခမ်းအနားမှုကအသေးမှပါသည်အဲ့ဒီတခြင်းကိုတစ်ခေါက်ပြန်ဖွင့်ပြီးပရိသတ်ကိုလိုက်ဆူခိုင်းလိုက်ပါသည်ငယ်စဉ်တောင်းချင်ကလေးဘွားကတိဆူလို့ချုံမြူပုံလေးမမီနေသေးပြီခိုးမြူခိုးပြခိုးဝါနဲ့ခဲ့ ဖန်ခလို့ဆိုတဲ့အတန်တွေမိထီလာကန်လို့အကဖားကလေးတွေကျွန်တော်တို့ခမညာမျက်နာရဲရဲမျက်လုံးနီနီကြီးရွဲ့တုံတခိုက်ခိုက်ဆိုလိုက်ကြရပြန်ပါသည်ရှင်နေအသေးသေးကလိုက်လိုက်လဲလဲကြီးကိုပဲဆိုလိုက်ကြခြင်းဖြစ်ပါသည်မျက်ရင်မစင်နိုင်ပါဘူးဗျာခုထိုအကြောင်းကိုကျွန်တော်ပြန်ပြောပြတော့ညီမင်းညိုလေးကိုတင်တို့ရေလက်မောင်မြင့်သူတို့ကပိုရန်ကိုကျွန်တော်ကိုပြုံးစားနေနဲ့ ကြည်နေခဲ့သည်ကိုမှတ်မိပါသေးသည်သူတို့ရောက်သွားကြသည့်နောက်နှစ်တွင်နှစ်တွင်မှလည်းထိုတိုင်းမှာပဲသူတို့အကုန်လုံးကခံစားခဲ့ရကြောင်းဝန်ခံပြီးညီမင်းညူကမူမြေရည်မကနှစ်ပါထွက်တဲ့ဆရာဟုဖြောက်ဝန်ခံဖြောင့်ဆိုခဲ့ပါသည်ကြည်နူးစွာဖြင့်မြေရည်ဖြိုင်ဖြိုင်ကြားခဲ့ရသည်တို့ကိုနည်းနည်းဆက်ပြောပေးရစေ မိသားစုကြော်ခွဲပြီးတော့အခါဆရာဦးစက်မြင့်ထောကသူ့အမိအဖတို့အကြောင်းကိုစင်မော်တက်ပြောပါသည်သူကမရယာသားမဟုတ်ရှေဘူသားဖြစ်သည်လူကမျက်နှာလေးတောင်နဲ့ရှေဘူသားပီပီမိုက်ကိုက်ဖန်ထားသူဖြစ်သည်သူမရယာတို့ရောက်နေတော့အလူတစ်ခုမှာဒိုးဘက်ဝိုင်းနဲ့အတူလိုက်၍ဒိုးဘက်တီးစဉ်ရွှေတသမာရန်အခမဲ့ကျောင်းအကြောင်းကိုတယောက်ကပြောလိုက်တဲ့ဖြင့်နဆုနှပြကြားမိတဲ့ထို့နောက်ကိုခမောင်နိုင်ဦးထံလာရောက်ဆက်တွေ့ပြီးစေနာဆရာလောက်ခဲ့သူဖြစ်သည် အဲ့ဒီလိုမျက်နှာလေးတောင်နဲ့မိုက်ကိုက်ဖမ်းနေသူကလည်းစိုးစောကတချင်းဤလူဆောင်မှုကြောင့်လားမသိဆင်မြင့်ပေါ်မှာသူ့အမိဖားရဲ့အကြောင်းပြောရင်ချုံပွဲချောင်းကိုပြန်သည်ရေနှင်းကားကလေးများဤဆရာဦးကိုကိုဦးကသူ့အမိအဖာကြောင့်ပြန်ပြောင်းလဲဆွတ်သည့်အလှဲ့မှာလဲလိုက်လိုက်လဲလဲရှိုက်ကြီးတယ်လူနှင်းချုံသူကကြပြားဆရာဖြစ်သည်သူ့အလှဲ့မှာတော့မျက်ရည်မကျပဲပြောရသည်သူကစကားကိုလူလိုမပြောကြပြားလိုပြောသည် ကြပြလုံးလွဲ့သည်ကဘာလောကကိုကြပြကြည့်ကြည့်သည်သူ့ကြပြလေးတွေကချစ်စရာကောင်းသည်ပြောင်းလွဲ့သည်ထိုနေ့ရက်ကသူ့ဤကြပြတွင်စာရီကိုခင်းခြင်းပြီးဇက်လိုက်မင်းသားလုံးလေးသည်ပေးရက်သက်ကရှင်သောတော်တော်သူ့အပြောကိုတတော်တော်ပွဲချနေသည်လူနှင်းချိုသည်သူ့ဤကြပြတဘောကိုဖွင့်ဆိုပြီးပေးရက်သက်ကိုညှို့မြင်နေစဉ်ပေးတက်ထဲကအမေအုပ်တို့ဝုန်းကနေထရရင်လိုက်သည်လူနှင်းချူဤအဖေနှင့်ပတ်သက်သော ထုတ်ပေါ်ပြောဆိုချက်တစ်ခုကိုမဟုတ်မှန်းကြောင်းလွဲချော်မှားယွင်းကြောင်းမြင်ဆင်လိုက်ခြင်းဖြစ်သည်သူကပြန်ရင်းသေးသည်အမေအိုကအလျှော်မပေးပြီးတဲ့ကတအုံအုံပွဲကြနေသည် သူတို့သားမိညင်ခုံပွဲကြောင့်မျက်ရည်တုပ်ရည်ပြုံးခဲ့ရပြန်ပါသည်ကျောင်းသားများရင်ခွင့်ကြသည့်အလဲမှာသူတို့ကလေးတွေအမေအဖေအကြောင်းပြောရာကအဆုံးမသက်နိုင်ပဲဝမ်းနဲ့ငိုချပြီးဆင်းမြင့်ပေါ်မှာအစင်းသွားကြသည်လည်းရှိသည်အမေအနစ်နာခံသည့်အကြောင်းပြောရင်အဖေကမတည်တဲ့အရက်တော့ စိုးတည်သည့်ကိစ္စများကိုဖွင့်ချသလိုဖြစ်သွားသည်ဖြင့်ယင်နှင့်ယင်မောရသည်လည်းရှိသည်ထိုနေ့ကဖေးကြတာသောဆိုင်းဆရာကိုငင်းမန္တလေးသည်ပင်လည်းရှင်ရှင်သောသောအလွမ်းအမောကလေးတွေနဲ့ဟောသွားခဲ့သည်သည်ကိုအမှတ်အရလွမ်းဆုံးမိပါသည်ကျွန်တော်ဒီမန္တလေးမှာနေခွင့်ရစဉ်မရယာသားများနဲ့ပေါင်းဖွဲ့ဖြစ်ခဲ့ပါသည်မရယာဤလွမ်းပွေသောအမေနှင့်များကို မရောက်ရောက်အောင်သွားရေးခံစားခဲ့ပါသည် မန္တလေးမှဘောလက်ခဲသို့ပြောင်းခဲ့သည်ဘောလက်ခဲမှနေပြည်တော်သို့ပြောင်းခဲ့သည်နေပြည်တော်မှပဲခူးသို့ပြောင်းခဲ့သည်မတရားဤအမေနှင့်များသည်ချုံမြင်သေးဖြစ်တဲ့ကဲ့သို့မတရားသားများနှင့်လည်းနှွေးထွေးချစ်ခင်နေသေးဖြစ်ပါသည်ကျွန်တော်ဒီကံဆက်ဆရာကဇယုတ်ချခဲ့သည့်အတိုင်းအမှုတန်းအရာတန်းဘဝဖြင့်အတက်မွေးခဲ့ရသူဖြစ်ရာဇာတိရွက်ရွာကိုစွန့်ခွာလျက်ဟိုတမျိုးဒီတရွာပြောင်းရွှေ့နေထိုင်ခဲ့ရပါသည် ရေမြေတော်တောင်နဲ့ဥတုရာသူကိုကျွန်တော်ချက်ပါသည်လရောင်လေးညင်းမိုးပေါက်နှင်းပွင့်နဲ့နှွေဦးရွက်ကြီးကလေးကိုကျွန်တော်ချက်ပါသည်ထို့ပြင်ကောင်းမှုဆိုးမှုဇယိုက်သဘောတဘာဝတို့ဖြင့်ဖွဲ့စည်းအပ်သော လူတို့သာပဲနေထိုင်အသက်မွေးလျက်ရှိသည့်ဌာနယထံအတိတိကိုကျွန်တော်ခင်တွေ့ပါသည်မျက်မျက်နှုံနှုံတံမိုးထားခဲ့စံလေဖြစ်ပါသည် တို့ရတွင်အချိန်ကာလဆိုသည်ရှိပါသည်သင်္ခါရဆိုသည်ရှိပါသည်ဤကမ္ဘာလောကသည်အစိုးမြခြင်းတို့သာလည်းအစိုးရရလည်းရှိသောကမ္ဘာလောကဖြစ်ပါသည်ဟိုတမျိုးဒီတရွာပြောင်းရှင်းနေထိုင်ရသည် အမှုတန်းဘဝကိုကျင်လည်ဖြတ်သန်းခဲ့ရ၌ခြင်းနဲ့ဆရာကောင်းသောအချက်တခုရှိပါသည်ရှင်မှာတရိယာခြင်းများစွာကိုရရှိခဲ့ခြင်းပဲဖြစ်ပါသည် တရိယာချင်းတို့သည်အချိန်ကာလတစ်ခုတည်းမှုံဝါးသွားနိုင်သည်ပဲဖြစ်ပါသည်ရင့်ပြဲသွားနိုင်သည်ပဲဖြစ်ပါသည်မေ့လျော့သွားနိုင်သည်ပဲဖြစ်ပါသည်ခံစားမှုဆိုပြီးမှလည်းထို့အထူပဲဖြစ်ပါသည်အရာရာသည်သင်္ခါရနယ်မှမရှောင်လွှဲနိုင်ပါမှုံဝါးလွင့်ပြဲမေ့လျော့မြင်းဓမ္မတန်အတိုင်းမေ့လျော့ပြောက်ွယ်တော်လဲအုံမီမှာတေချာလှပါသည် ကျွန်တော်တို့ဤဘဝအတွေ့အကြုံလောကအတွေ့အကြုံခံစားမှုအတွေ့အကြုံများ၌ပြန်သတိမရခြင်းတော့သည့်အထိခါးသီးနာကျင်စရာတို့ရှိခဲ့ကြပါသည်ထို့အတူပြန်သတိရလိုက်တဲ့ဖြင့်ကြည်နူးကြည်နေရသည့်မျိုးလည်းရှိခဲ့ကြပါသည်အတိတ်သည်မြည်ရည်များနဲ့အတူစီစဉ်သွားခဲ့ပြီးဖြစ်ပါသည်ကျွန်တော်သည်ကုံဆုံးလုံမြောက်ခဲ့သောအတိတ်လွင်ပြင်၌ထောင်စဉ်လက်မျောတာရ၏ပျော်မွေ့နေသူမဖြစ်ခြင်းမှာအတိတ်အကျဉ်းသားမဖြစ်လိုပါသို့ ဆိုစီကမူကျွန်တော်တင်မျက်ရည်ပူပေါ့အချမ်းမရမ်မောဂျီနူပဲရသည်မြို့ကလေးတစ်မြို့နဲ့ချစ်မှတ်နှစ်သက်စပွဲနှင်းဝေဝေနဲ့နှက်ခင်းတစ်ခုကိုမူမကြမကြတရိယာမိတတ်ပါသည်တရိယာတိုင်းမှာလည်းဂျီနူချင်တဲ့သည့်စိတ်ခံစားမှုကိုတရိပြုမိပါသည်အတိတ်ကိုအကောင်းမြင်အရေးကိုအယောင်ထင်နေတတ်သည့်ပုထုဇဉ်တို့၏လောကနယ်ပင်မှလွတ်အောင်မယုံနိုင်သေးမီအကြံတမုတ်တရားဤ အလဲစားကြောင့်ဖြစ်စေကောင်းမူတရိယာချင်းများကိုခံစားစွတ်ကြံ၍ခုံမင်သာယာမိပါသည်တရိယာချင်းများ၌ခံစားပျော်ပတ်နေလိုက်ခြင်းသည်မှာကျွန်တော်တယောက်တည်းဖြစ်သည်ဟုမထင်ပါမတရားမဂဇင်း2018ကရေးခဲ့တာဖြစ်ပါတယ်ဆိုတော့သူ့ရဲ့စာသားလေးတွေကပေါ့နော် စာကြောင်းလေးရရင်းရင်းနဲ့ဟိုတစ်ပိုက်လုံးကရှည်လျားတယ်လို့ထင်ရပါမယ်တကယ်အနှစ်ချုပ်အသွားနေတဲ့စာသားလေးအတိုင်းပဲရတာလေးတစ်ခုကအမြဲတမ်းဆွတ်ဆွတ်ခေါ်ရတယ်လို့ခံစားရပါတယ်ဒီမှာဆိုလဲသူပြောတာကအတိတ်ရဲ့အကြောင်းလေးတစ်ခုပေါ့နော်အဲ့ဒီအတိတ်ရဲ့အကြောင်းလေးပေါ်မှာသူတရိယာမိနေတဲ့အကြောင်းလေးကိုဆွဲပြီးတော့သွားတာပေါ့နော် ပြောမယ်ဆိုရင်သူပြောပြနေတာမရရအကြောင်းပဲအဲ့ဒီမရရအကြောင်းကိုပြောပြနေရင်လည်းကနေပဲသူကဘလို့တတိယမိတယ်ဆိုတာလေးကပေါ်လွင်နေတယ်ပေါ့နော်ဆိုအားလုံးပဲငိုစရာမျက်ရည်အကြာကနေပြီးမှလည်းတတိယစရာလွှတ်ဆွချင်းလေးတွေရှိခဲ့ကြပါတယ်ကျတော့ဆိုင်းဆရာပြောတယ်လို့ပဲသူတယောက်တည်းအဲ့ဒီလိုဖြစ်မယ်လို့တော့မထင်ပါဆိုတဲ့အတိုင်းဟုတ်ပါတယ်ဒီစာဖတ်သူကိုယ်တိုင်လည်း ဲ့ဒီလိုအခြေအနေအဲ့ဒီလိုအနေအထားမှာရှိခဲ့ရတာပါပဲတစ်ခါပြန်ပြီးတော့ပြောလိုက်ရရင်အဲ့ဒီအတိတ်ကလေးဟာကိုမဟုတ်တော့သလိုဖြစ်သွားပေမဲ့ဩကိုဟာအဲ့ဒီမှာရှင်သန်ခဲ့ဘူးပါလားအဲ့ဒီလိုမျိုးနေထိုင်ခဲ့ဘူးပါလားဆိုတော့ခံစားမှုလေးကသတိရခြင်းဆိုတော့ဟိုအတိတ်ပဲပေါ်လွင်စေခဲ့တယ်ပေါ့နော်ကဲဒါဆိုရင်အားလုံးပဲကိုယ့်ရဲ့အဲဒီလက်ရှိအချိန်လေးတွေနေစပြီးတော့ ဖြစ်သွားခဲ့တဲ့အတိတ်ကလေးတွေမှာကိုဘလို့တတိယဇာတိလေးဖြစ်ခဲ့မလဲဆိုတာအလုံးပေါ်မှာပဲမူတည်ရေပေါ့နော်ကိုအပေါ်မှာပဲကိုမူတည်တယ်ကိုဟာဘလို့တတိယခြင်းမျိုးလေးတွေကိုခြံထားခဲ့ခြင်းလဲဆိုတာကတော့အာဒီစာဖတ်သူရဲ့တဘောနားထောင်သူရဲ့တဘောဖြစ်တဲ့အတွက် အလုံးပဲတတိယဇာကောင်းမွန်တဲ့တတိယဇာလေးတွေအများကြီးအခုလက်ရှိအချိန်လေးမှာဖန်တီးနိုင်ကြပါသေးလို့ ဆူတောင်းရင်နောက်ထပ်ကောင်းစေလေးတစ်ခုမှပြန်လဲဆောင်တွေ့ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်